စီလံချောင်းပိုးဝင်ခြင်းရဲ့ရောဂါလက္ခဏာများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလလီဖိရှ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်များရှင်တာမန်မျက်စိနဲ့မမြင်နိုင်တဲ့ပိုးမားတွေကအချောင်းမျိုးမျိုးနဲ့စီလံချောင်းကနေတဆင့်ဝင်ရောက်သွားတတ်ပါတယ်ဒီလိုကနေအစားပြုပြီးတော့စီလံချောင်းပိုးဝင်တာကိုခံစားရပါတယ်စီလံချောင်းကနေတဆင့်ဖက်တီးရီးယားနဲ့မှုပိုးတွေဝင်ရောက်ကူးစက်တာက များပါတယ်ဗိုင်းရပ်စ်ဝင်ရောက်ကူးစက်မှုကဖြစ်ခဲ့ပါတယ်လေလာမှုတွေအရာကတော့ အမျိုးသမီးတွေရဲ့စီလံချောင်းကအမျိုးသားတွေရဲ့စီလံချောင်းထက်ပိုတိုတာကြောင့်စီလံချောင်းပိုးဝင်ကူးစက်ခံရနိုင်ခြင်းကလေးစားပိုများနေပါတယ်။ဗိုင်းရပ်စ်ကစီလံချောင်းနဲ့ဝင်ရောက်ကူးစက်သွားတဲ့အခါကြောက်ခက်ထိကိုဝင်ရောက်ကူးစက်နိုင်ပါတယ်။ဒီဗိုင်းရပ်စ်တွေကစီးရနေတဲ့ဆင့်စီးပိုးပြွန်စီကိုရောက်ပြီးတော့ ကိုရင်းအင်္ကာတွေကိုဖျက်ဆီးစေတာလုံဆောင်မှုတွေကိုနှီးစေတာမျိုးဖြစ်စေနိုင်ပါတယ်။စီလံချောင်းပိုးဝင်တာကတခါတလေမှာလက္ခဏာမပြတာမျိုးရှိနိုင်ပါတယ်။များသောအားဖြင့်ကတော့စီးသွားတဲ့အခါနာကျင်တာ၊စီးမကြခဏသွားကျင်နေတာ၊စီးသွားနေနေတာ၊စီးကျင်တယ်လို့ခံစားရတာတွေဖြစ်နိုင်ပါတယ်။ပိုဆိုးလာရင်တော့စီးမထိန်နိုင်တာတွေ၊စီးတဲ့သွေးပါတာတွေအထူးဖြစ်တတ်ပါတယ်။ စီးအယောင်ကရှင်းနေတာစီးရအယောင်ပုံမှန်မဟုတ်တာစီးနှံ့ပြင်းတာအမျိုးသမီးတွေမှာတင်ပစုံတွေကနာတာမျိုးတွေလည်းခံစားရနိုင်ပါတယ်တကယ်လို့စီးလန်းချောင်းပိုးဝင်တာကအယံပြင်းထန်မယ်စီးပိုးပြုံအတွင်းမှာဖြစ်မယ်ဆိုရင်ခါအောက်ပိုင်းကနာကျင်မယ်ချမ်းတုံမယ်အပြားတက်မယ်မအီမသာဖြစ်မယ်မူးဝေမယ်စတာတွေခံစားရနိုင်ပါတယ် ဇီလန်ကြောင့်ပိုးဝင်တာဘလို့ကုသမှုခံယူရမလဲဆိုရင်တကယ်လို့အပေါ်မှာပြောခဲ့တဲ့လက္ခဏာတွေတည်းကတစ်ခုလောက်ခံစားနေရမယ်ဆိုရင်တော့ဆီယဝင်းနဲ့ချက်ချင်းပြသဖို့လိုပါမယ်။ဆီယဝင်းကကျမရဲ့အခြေအနေကိုစစ်ဆေးပါလိမ့်မယ်။စီးစစ်ကြည့်ရမှာဖြစ်ပါတယ်။စီးနမူနာကိုတခွဲခန့်ကိုပို့ဆောင်စစ်ဆေးမှာဖြစ်ပြီးတော့ ထွက်လာတဲ့အဖြစ်ပေါ်မှာမူတည်ပြီးတော့ပဋိစီဝဘိုးသက်စေတောက်ဖို့ဆရာဝန်ကညွှန်ကြားပါလိမ့်မယ်။ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာမယ်ဆိုရင်တော့အချိန်တိုအတွင်းမှာတက်တာမှာဖြစ်ပါရယ်။မကူတာပဲနဲ့ထားတဲ့အခါဘာရီဖြစ်နိုင်မလဲဆိုတာဆက်ပြီးတော့ပြပြပေးကြပါရယ်။စီလံချောင်းပိုးဝင်တာကစောစောတိပြီးတော့စောစောကူတာမယ်ဆိုရင်မြ мян တက်တာမှာဖြစ်တယ်လို့ကူတာရတာလဲလွဲကူပါရယ်။တကယ်လို့မှုပိုးဝင်ကူဆက်တာကိုမကူတာပဲထားမယ်ဆိုရင်တော့ကြောက်ကထိခိုက်တာမျိုးဖြစ်စေနိုင်ပါရယ်။စီလံချောင်းပိုးဝင်တာကအခက်မသိရင်တော့ အသက်အန္တရာယ်တောင်ထိခိုက်စေနိုင်ပါတယ်။ဘလို့ကာကွယ်ကြမလဲဆိုတဲ့အပိုင်းဆက်ပြီးတော့ပြပြပေးပါမယ်။စီလံချောင်းပုံဝင်တာကိုအခုလိုနီလန်းလေးရေနဲ့ကာကွယ်လို့ရပါတယ်။ရေများများတောက်ပါတကူရေတန်ရှင်ဂီယူဆိုင်ပါခြေသားအတွင်းကံဝက်ပါ စီအောင်မထားပါနဲ့ရေအိမ်သုံးတဲ့အခါအရှိရနေနောက်ကိုဆွေးရတဲ့ပုံစံနဲ့တန့်စင်ပါအနံ့ပြင်းတဲ့ဆက်ပြရီနဲ့မိမကူကိုတန့်စင်တာမျိုးမလုပ်ပါနဲ့။ အတူနေပြီးတိုင်းမှာရေတခွက်တောက်လို့စီးမများသွားပါအာဟာရပြည့်ဝအောင်စားပါအေးဝဝအိပ်ပါစီလံချောင်းပုံဝင်တာကပေါ်စားတဲ့ယောဂမဟုတ်လို့ဖြစ်လာခဲ့ရင်လည်းသိချကူးသားပါလို့အကြံပေးလိုက်ပါတယ်ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရယ်ဆိုရင်တော့ like and share လေးနဲ့ပြုလုပ်ပေးကြပါအောင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ့်ဤချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်